ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ဒေါ်နယ်ထရန့်ကအီရန်ကိုလက်နက်ချဖို့အမိန့်ပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒေါ်နယ်ထရန့်ကတော့အီရန်ရဲ့ကောင်းဆောင်အရာဒိုလာအလီခါမေနီဘယ်မှာရှိလဲဆိုတာအမေရိကန်သိတယ်လို့လူမှုကွန်ရက်ပေါ်မှာပြောကြားခဲ့ပါတယ်အမေရိကန်ကခါမေနီကိုတတ်မှာမဟုတ်ပေမဲ့အီရန်အနေနဲ့ချွင်းချက်မရှိလက်နက်ချဖို့ကိုတော့တောင်းဆိုခဲ့ပါတယ်ထရန့်ကသူ့ရဲ့လူမှုကွန်ရက် True Social မှာခါမေနီဘယ်မှာပုံနေလဲဆိုတာကျွန်တော်တို့အတိအကျသိပါတယ်သူ့ကိုပြစ်မှတ်ထားတိုက်ခိုက်ဖို့လွယ်ကူပေမဲ့ အခုအချိန်မှာတော့လုံခြုံစွာနေထိုင်ခွင့်ပေးထားပါတယ်။သူကိုလော်လော့ဆယ်တော့မတတ်ပါဘူး။ဒါပေမဲ့အရက်သားတွေဒါမှမဟုတ်အမေရိကန်စစ်သားတွေကိုဒုံးကျည်တွေပြစ်ခတ်တာမျိုးမလုပ်စေချင်ပါဘူး။ကျွန်တော်တို့ရဲ့တီးခန့်စိတ်တွေကုံဆုံးလာပါပြီ။ဒီကိစ္စကိုအိုင်ယွန်ဆိုင်ပေးလို့ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ရေးသားသွားခဲ့တာဖြစ်ပါတယ်။မင်းနဲ့နေငယ်ကြမှာတော့သူကချွင်းချက်မရှိလက်နက်ချပါဆိုပြီးဒုတိယ post တစ်ခုကိုထပ်လို့တင်ခဲ့ပါတယ်။ နောက်ထပ် post တစ်ခုမှာတော့ Trump ဟာအခုဆိုရင် Iran ကောင်းငင်ရဲ့တစ်ခုလုံးကို ကျွန်တော်တို့အပြည့်အဝထိန်းချုပ်ထားပါတယ်ဆိုပြီးတော့ရေးသားသွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာစတာချန်နယ်ရဲ့ YouTube channel ကို like and subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာ။